အီရန်ကတော့သူ့မှာအရာရာကိုတပြိုင်တည်းရယူနိုင်တယ်လို့ထင်နေပုံရပါရယ်။သူကသူ့ရဲ့လက်တွေသွေးမစွန်စေပဲတနေ့ကြောကြာပင်လယ်နီမှာဟူတီတွေကိုအပျက်စီးတွေဖန်တီးခိုင်းပြီးတော့တပတ်လည်းနဲ့ပျက်စီးအောင်လုပ်နေပါရယ်။အခုတော့အမေရိကန်ကတီးခတ်နိုင်စွာကုန်ဆုံးမအောင်မေအမေရိကန်ရဲ့ B2 ပုံကျေလင်းအလုံးရင်ဖြန့်ကျက်ချထားမှုကအရှိအလေပိုင်းပြည်ပခါကိုပို့ပြီးတော့မြင့်တက်စေဖို့အတွက်ဥတည်နေပြီဖြစ်လို့အီရန်ကတော့ပြင်းထန်တဲ့တိုက်ခိုက်မှုတွေကိုရင်ဆိုင်ရတော့မှာဖြစ်ပါရယ်။ မေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ကိုဒီအချိန်နဲ့ဖြစ်လာနိုင်မယ်လို့ကြိုတင်သတိပေးထားပြီးသားဖြစ်ပါရယ်။ဒါပေမဲ့အီရန်ကဟူသီတွေကိုဆက်ပြီးတော့ထောက်ပံ့နေတော့မှာပဲ။အခုတော့အမေရိကန်လက်တပ်ရဲ့ကြောက်မက်ဖွယ်အကောင်ဆုံးလက်နက်တွေရဲ့ကတခုကိုရင်ဆိုင်ရတော့မှာဖြစ်ပါရယ်။အီရန်ကိုထရန့်ရဲ့သတိပေးချက်ကရှီမဲမှာဟူသီစစ်သွေးကြအဖွဲ့ကိုအမေရိကန်ရဲ့လေကြောင်းတိုက်ခိုက်မှုပထမလေးရဲ့အကြံမှာထွက်ပေါ်လာတာဖြစ်ပါရယ်။ အီရန်နဲ့ဆက်နွယ်မှုရှိတဲ့အဲ့ဒီအဖွဲ့ကလေးကျင်းရင်နဲ့လက်နက်ထောက်ပံ့မှုတွေထိပါဝင်တယ်လို့ယုံကြည်ရပြီးမလဆက်နေရနေမှာပင်လယ်နီကကွန်တင်တင်မော်ရီနဲ့ကုန်သွယ်ရေးတင်မော်ရီကိုတိုက်ခိုက်မှုတွေပြန်ဆလုပ်ခဲ့ပါရီအမေရိကန်ရဲ့တပ်ပြတ်မှုကတော့ရှီမင်းမှာဟူတီပြစ်မှတ်တွေကိုနေစဉ်နေတိုင်းလေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်ပါရီထရန်ကအဲ့ဒီတိုက်ခိုက်မှုတွေကနေတကယ်ကိုထိတိယယောက်ရှိနေပြီလို့ပြောပါရီဒီမှတ်ချက်တွေကအမေရိကန်သမရရဲ့ကြောက်ဝါမှုတွေလို့ထင်ရပါပေမဲ့အမှန်တကယ်တော့အီရန်အတွက်ဖုံးကွယ်ထားတဲ့သတင်းစကားတစ်ခုဖြစ်ပါရီ ထရန်ကအီရန်ကိုသူ့ရဲ့အရေးကြီးဆုံးလက်အောက်ခံအဖွဲ့ကအမေရိကန်ကိုရင်ဆိုင်မှုအတွက်အခွင့်အရေးမရှိဘူးလို့ပြောနေတာဖြစ်ပါတယ်။သူကအပြောနဲ့ရင်မကဘဲနဲ့ American ရေတပ်နဲ့လေတပ်တို့ကအဲ့အချက်ကိုသက်သေပြနေရဖြစ်ပါရဲ့။ရှီမဲမှာ American ရဲ့နေစဉ်လေကြောင်းတိုက်ခိုက်မှုတွေကလူအနည်းဆုံး53ဦးသေဆုံးပြီးတရာကျော်ဒဏ်ရာရရှိခဲ့ပါရဲ့။ပြီးတော့ American ကဟူတီကောင်းဆောင်တွေအတော်များများကိုဖယ်ရှားနိုင်ခဲ့ပြီလို့ပြောပါရဲ။ကဲ American ဘယ်လိုမျိုးနှိမ်နင်းခဲ့တယ်လဲဆိုတာတစ်ချက်လောက်ကြည့်ကြည့်ကြရအောင်နော်။ B2 ပုံစံလင်းရင်သုံးပြီးဟူတီတွေကိုတိုက်ခိုက်ခြင်းအကယ်၍ Trump တိုက်ခိုက်မှုတွေရဲ့အတိအကျပြန့်မှန်းတဲ့ပတ်သက်ပြီးတန်တရားတွေရှိနေသေးတယ်ဆိုရင်မလ19ရက်နေ့မှာအဲ့ဒီတန်တရားတွေအလုံးကိုရှင်းလင်းလိုက်ပါတယ် True Social Post တခုမှာ American သမ္မတကအီရန်ဟာဒီထောက်ပံ့ရေးပစ္စည်းတွေပို့လွှတ်တာကိုချက်ချင်းရပ်တန့်မယ်။ဟူဒီတွေကိုသူတို့ဘာသာတိုက်ခိုက်ခံလိုက်ပါ။ဘလို့ပဲဖြစ်ဖြစ်သူတို့ရှုံးမှာပဲ။ဒါပေမဲ့ဒီနည်းနဲ့ဆိုရင်သူတို့မြန်မြန်ရှုံးလိမ့်မယ်လို့ပြောပါရယ်။ ပြီးတော့မလ18ရက်နေ့ post မှာ Trump ကသူ့ရဲ့အပြင်ထံဆုံးသတိပေးချက်ကိုပြလိုက်ပါတယ်။ဟူသီတွေပြစ်လိုက်တဲ့ပစ်ခတ်မှုတိုင်းကိုဒီအခြေအနေစားပြီးအီရန်ရဲ့လက်နက်တွေနဲ့ခေါင်းဆောင်မှုတွေကနေပစ်ခတ်လိုက်တဲ့ပစ်ခတ်မှုအဖြစ်နဲ့မှတ်ယူမယ်။အီရန်ကတာဝန်ယူရမယ်။နောက်ဆက်တွဲဆိုဂျူတွေကိုခန်းစားရမယ်။အဲ့ဒီဆိုဂျူတွေကအလွန်ဆိုးရွားလိမ့်မယ်လို့ပြောပါရယ်။ American ကအီရန်ကိုစစ်ချေညာလိုက်တာလား။အတိအကျတော့မဟုတ်သေးပါဘူး။ ဒါပေမဲ့ထရန့်ကအမေရိကန်ဟာအီရန်ကဟူတီတွေကိုငွေကြေးထောက်ပံ့ပြီးစစ်သေးကြအဖွဲ့ရဲ့ပင်လယ်နီလှောက်ရှားမှုကိုထောက်ပံ့နေရကိုလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတဲ့သတင်းစကားကိုပေးပို့လိုက်ပါရယ်။ပြီးတော့ချက်ပြောရရင်ဒါရီကထရန့်ရဲ့ပလုတ်ချွတ်တောက်စကားတွေမဟုတ်ပါဘူး။သူကယူမင်မှာဟူတီတွေကိုပို့ပြီးတော့တိုက်ခိုက်မယ်ဆိုတဲ့သူ့ရဲ့ဂရီတွေကိုအကောင့်ထဲဖော်နေပါရယ်။ဘယ်လိုလုပ်냐လဲ။အခုချိန်မှာအမေရိကန်က B-23 လျှို့ဝှက်ဗုံးကျဲလေယာဉ်တွေကိုအီရန်ကိုပစ်ခတ်နိုင်တဲ့အကွာအဝေးအတွင်ကစစ်ဘက်ဆိုင်ရာအဆောင်အုပ်တစ်ခုကိုပို့ဆောင်နေပါရယ်။ မလ26ရက်နေ့မှာတဝါဆုံ TW ဇက်က B2 Sprint 73လျော့ဝဖုံးကျဲလင်းရင်ဟာအိန္ဒိယသမုဒ္ဒရာတွေက DAGO ကာစီယာကျွန်းကိုဥတီပြီးတော့သွားနေပုံရှာတယ်လို့ဖော်ပြတဲ့အစီရင်ခံစာတစ်ခုကိုတင်ခဲ့ပါတယ်အရေးစင်ခစားဟာအမေရိကန်က UK ပိုင်ဆိုင်တဲ့ကျွန်းပေါ်မှာအင်အားကြီးမားတဲ့တိုက်ခိုက်ရေးအင်အားစုကိုစုစည်းနေပုံရှာရလို့သက်သေပြနေပါတယ်။ UK ပိုင်ကျွန်းကိုငှားပြီးအမေရိကန်တပ်တွေဖြန့်ကျက်။ဒီအေဂိုဂါစီယာဟာစိတ်ဝင်စားစရာကောင်းတဲ့နေရာတစ်ခုပါ BBC ရဲ့အစီရင်ခံစာအရအဲ့ဒီကျွန်းဟာအိန္ဒိယသမုဒ္ဒရာမှာတည်ရှိတဲ့ဝေးလံခေါင်းတည်တဲ့ကျွန်းတစ်ခုဖြစ်ပြီးအပြင်အကြီးရင်ကဘာပေါ်ကနေပံပုံတစ်ခုလို့ထင်ရပါတယ်။မျောစာကောင်းတဲ့မြေပြင်မှာစိမ်းလန်းစုပ်ပြေးနေတဲ့အပင်တွေပေါက်ရောက်နေပါတယ်။အလယ်ရခီစဉ်တစ်ခုအနည်းနဲ့ဆိုရင်ကဘာပေါ်မှာအသွားကျဉ်ဆုံးအပန်းဖြေစကန်တွေကတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီကျွန်းကိုအဲ့လိုမျိုးအပန်းဖြေဖို့အတွက်အသုံးပြုတာမဟုတ်ပါဘူး။ အဲ့ဒီအစားအဲ့ဒီကြောင့်ဟာအမေရိကန်ရေတပ်ရဲ့ထောက်ပံ့ရေးအဆောင်တစ်ခုရှိရဲ့နေရာဖြစ်ပြီးအိန္ဒိယသမုဒ္ဒရာတွေကအမေရိကန်ရဲ့မျက်စိနဲ့နားတွေအဖြစ်ရှိနေပေးပါတယ်။အဲ့ဒီကြောင့်ကို UK ကနေအမေရိကန်ကိုငှားရမ်းထားပြီးတော့အခုနောက်ဆုံးငှားရမ်းမှုတက်တန်းတူရာကတော့2036ခုနှစ်အထိဖြစ်ပါတယ်။မလ2025မတိုင်ခင်မှာအိတ်ကျွန်းဟာအမေရိကန်စစ်တပ်ဌာနခွဲအများပြားရေးနေရာဖြစ်ပါတယ်။ အဲ့ဌာနခွဲရဲမှာ American ရေတပ်ရဲ့တိကျ DA ကိုကစီယာတပ်ဖွဲ့နဲ့ American Pacific လေတပ်ရဲ့၁၇ချိန်မြောက်လေတပ်ရဲ့၃၆ချိန်မြောက်တောင်မတပ်ဖွဲ့တို့ပါဝင်ပါရီအဲ့ဒီမှာအာကာသစစ်စင်ရေးတပ်ဖွဲ့တစ်ခုလည်းရှိနေပြီးတော့အာကာသစစ်စင်ရေးကုကဲမှုရဲ့၂၀ချိန်မြောက်အာကာသထင်းချုံရေးတပ်ဖွဲ့နဲ့အာကာသဒေတာ6ရဲ့၂၁ချိန်မြောက်အာကာသစစ်စင်ရေးတပ်ဖွဲ့တို့ဟာအဲ့ဒီဂျုံကိုသူတို့ရဲ့နေရာဖြစ်သတ်မှတ်ထားပါရီ မရိကန်လီတက်ရဲ့935ကျင်းများလေချောင်းရွှေလျားရေးစစ်စင်ရေးတောင်းပန်အဖွဲ့ဌာနခွဲတွေနဲ့အထောက်ပံ့ပေးနေတဲ့အဖွဲ့အများပြားကိုအဲ့ဒီစင်းတွေကိုထည့်လိုက်ရင်မရိကန်ရဲ့အာရှစစ်ဘက်အခြေစိုက်စခန်းတွေကအရေးကြီးဆုံးတစ်ခုဖြစ်ပြောင်းလဲထားတဲ့ဝေးလံခေါင်တည်တဲ့ကျွန်းတစ်ခုဖြစ်လာပါလိမ့်မယ်။အဲ့ဒီဌာနခွဲအဖွဲ့တွေကတော့အခုထိရှိနေပါသေးတယ်။အခုချိန်မှာမရိကန်ရဲ့အင်အားအကြီးဆုံးဘုံကျဲလေရင်တွေနဲ့ပူးပေါင်းနေရပါအမေရိကန်ကိုရိုင်းကအဲ့ဒီအခြေစိုက်စခန်းမှာဘာရီဖြစ်နေလဲဆိုတာနဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်အလက်အနေငယ်သာဖော်ပြပေးပါရစေ။ ပြီးတော့ American စတက်ရဲ့ခွင့်ပြုချက်မပါပဲဘသူမှ Diego Garcia ကိုဝင်ထွက်လို့မရပါဘူး American စစ်ဘက်ဝန်ထမ်းတွေဟာကျုံးပေါ်မှာတာဝန်ပေးခံရရင်ပုံမှန်အားဖြင့်တနစ်တာဝန်ထမ်းဆောင်ကြပြီးအရာရှိတွေနဲ့အထူးအခြေအနေတွေမှာစီရင်သွင်းထားတဲ့ဝန်ထမ်းတွေကိုသာတတန်းတိုးခွင့်ပေးထားပါတယ်။ TWZ ကရေဒီယိုပြောဆိုမှုတွေနဲ့ဂျိုရုပုံရိပ်တွေပေါင်းဆက်ပြီးတော့ American က B2 ပုံကျဲလင်ရင်တွေကို Diego Garcia ကိုပို့နေရဲဆိုတာအတည်ပြုရလို့ဆိုပါတယ်။ ပထမဆုံးအရေးရောင်တွေကမလ25ရက်နေ့မှာပေါ်လာပြီးကျူရူပုံရိပ်တွေအရာစီစံတင်ကုန်တင်လင်းရင်အနည်းဆုံး3ဆင်းဟာလေကြောင်းလောင်စာဖြစ်တင်တဲ့တင့်ကားစီစဉ်နေအတူကျိုးမော်ကိုရရှိနေကြောင်းတွေ့ရပါရယ်။နောက်ကစလုံးဟာနောက်မှာ B2 ဘုံကျက်တက်ခိုင်းမှုတွေအတွက်အသုံးဝင်ပါရယ်။အမေရိကန်မှာ B2 ဘုံကျက်လင်းရင်ဘယ်လောက်ရှိသလဲ။ ကျွန်းဟာအနည်းဆုံးကုန်ကြီးထေတာအနည်းမိုင်းတထောင်လောက်ဝေးတဲ့အတွက်လောင်စာဖြစ်တဲ့တင်ကာရီဟာအီရန်ကိုတိုက်ခိုက်ဖို့အတွက်လှုံ့ဆော်နေတယ်။တိုက်ခိုက်ရေးမစ်ရှင်တွေအတွက်အမေရိကန်ရဲ့ B2A ကိုလေထဲမှာဆက်ပြီးတော့ထားနိုင်မှုအ திக အခမ်းအခဏာတွေမှာပါဝင်နေပါရယ်။ B2A ရဲ့ပုံစံတိုက်ခိုက်မှုတွေအတွက်လိုအပ်တဲ့အရာအားလုံးရှိစေဖို့ကုန်တင်လေယာဉ်တွေက Diego Garcia ကိုအရေးကြီးတဲ့ကုန်ပစ္စည်းတွေပို့ဆောင်ပေးပါရယ်။ရေဒီယိုစကားပြောဆိုမှုတွေကလည်းအမေရိကန်က Paris Season နဲ့လဲဆိုတာကိုဖော်ထုတ်ထားပါရယ်။ DWZ ကပြည်သူ့ဘုံကျဲလင်းအဖွဲ့သားနှစ်ဖွဲ့ဟာမလာမှာဩစတြေးလျလေကြောင်းထင်ဆုံးရင်းနဲ့ဆက်သွယ်နေရကိုကြားရတယ်လို့ဆိုပါရယ်။အဲဒီအများပြည်သူရရှိနိုင်တဲ့ရေဒီယိုစကားပြောဆိုမှုကတတရပြည်သူတစ်စင်းရဲ့တရှိမှုကိုလည်းအတည်ပြုပေးခဲ့ပေမဲ့အဲ့လင်းရဲ့အဖွဲ့သားတွေကစကားပြောဆိုမှုမှာမပါဝင်ခဲ့ပါဘူး။အမေရိကန်ဘုံကျဲလင်းရင်30ဟာဩစတြေးလျမှာခိတရဏလောင်စာဖြစ်တင်ခဲ့ပြီးတီအေကိုကဆီယာကိုခရီးဆက်ခဲ့ပါရီ DWZ အစီရင်ခံစာရဲ့ဒီအချက်ကစိတ်ဝင်စားစရာကောင်းပါရီ အဲ့ဒါကအမေရိကန်ဟာဗီတူရီရဲ့ရွေးလျားမှုတွေကိုလျှို့ဝှက်ထားဖို့မကြိုးစားဘူးဆိုတာကိုကျမတို့ကိုပြသပြီးတော့အီရန်ကိုအင်အားပြဖို့အတွက်ကြိုးစားနေရတဲ့အယူအဆကိုဖော်ပြနေပါရယ်။နောက်ထပ်ရေဒီယိုစကားပြောဆိုမှုတွေကတခြားဗီတူရီစီကနေလာပါရယ်။ပစ်တတင်းဆိုရယ်ခေါ်ဆမှုတင်ကြောင်းနဲ့လှူဆောင်နေတဲ့ဇရုတ်ထားများတစ်စင်ဟာဟာဝိုင်ကြီးရဲ့ဟီကမ်လီစိတ်အခြေဆိုင်စခန်းမှာအရေးပေါ်ဆင်သက်ဖို့မလိုခင်ဒီအေကိုဂါစီယာကိုတွားနေပုံရှားပါရယ် ပြီးတော့အခြားဗီဒူတစင်းစီကနေနောက်ထပ်လေကြောင်းထင်းချုံရဲ့ရေဒီယိုစကားပြောဆိုမှုတွေထပ်ပေါ်လာပြီးအဘဇရိတ်ခေါ်ဆမှုသင်ကြားနေပါပုံမှန်အဖြစ်တော့မစ္စရီရဲ့ white man လေတက်အခြေဆိုင်စကဲမှာတက်ဆွဲထားတဲ့အရီပုံကျေလေးရင်ဟာလေဒီအေဂိုဂါစီယာကိုသွားနေပါရယ်အဲ့ဒါက pitch တဲ့အတွက်အစားထိုးဖြစ်နေလှုပ်ဆောင်နေရလားဒါမှမဟုတ်အဲ့ဒီခရီးကိုသွားဖို့အတွက်ရည်ရွယ်ထားတာလားဆိုတော့မသိရပါဘူးအကယ်၍နောက်တစ်ခုဖြစ်ခဲ့မယ်ဆိုရင်ဒီအေဂိုဂါစီယာစီမှာရှိရဲ့ဒါမှမဟုတ်ကျုံးကိုဦးတည်ပြီးတော့သွားနေတဲ့ B2 ငါးစင်းဖြစ်သွားပါလိမ့်မယ် အဲ့ဒါကဝိုင်မန်အခြေဆိုင်စခန်းမှာအခုလောလောဆယ်တက်ဆွဲထားတဲ့ B2 ဘုံကျဲလင်ရင်20ရဲ့၄ဘုံတဘုံဖြစ်ပြီးတော့အဲ့ဒါကအမေရိကန်လီတက်ရဲ့ B2 ရဲ့အရေးအတွက်အပြည့်စုံလည်းဖြစ်ပါရယ် B2 ရဲ့ UTR DB2 ရဲ့ဘယ်ကိုသွားနေရဲဆိုတာနဲ့ပတ်သက်ပြီးတော့တန်တရားရရှိနေသေးတဲ့အချက်နှစ်ချက်ကအဲ့ဒီတန်တရားတွေကိုလုံးဝဖယ်ရှားပြလိုက်ပါရယ် နောက်ပိုင်း DWZ ရဲ့ update တစ်ခုနဲ့ American ရဲ့မှတ်ချက်တွေပါမလ26ရက်နေ့မှာ Planet Less ကနေရရှိလာတဲ့ဂျိုရူပုံရိပ်တွေမှာ Diego Garcia မှာ B23 စီအနည်းဆုံးရှိနေတယ်ဆိုတာကို DWZ ကအတည်ပြုခဲ့ပါတယ်။အဲဒီပုံရိပ်တွေက Season 10 content လေးရင်နောက်တစ်စီ KC 135လေးကြောင်းလောင်စာဖြစ်တဲ့တင်ကား9စီနဲ့ PAA Poseidon ပင်လယ်ပင်ကင်းလက်လင်းရင်လို့ထင်ရတဲ့အရာတွေအပါအဝင်ကျုံမှာပစ္စည်းကရိယာတွေပို့ပြီးတော့စုပုံနေရကိုလည်းဖော်ပြခဲ့ပါတယ်။ နောက်ဆုံးတစ်ခုကတော့ American ရေတပ်ကရှင်းငုတ်တင်မောတိုက်ခိုက်ရေးနဲ့မျက်နှာပြင်တိုက်ခိုက်ရေးအတွက်ထောင်လိုင်းရေးလှုပ်ဆောင်မှုအသုံးပြုတဲ့လေယာဉ်တစ်စင်းမှာ PAA ဟာဒီအေကိုကာစီယာမှာအီရန်ကိုစံတင်တဲ့အခါမှာ P2 mission တွေကိုထောက်ပံ့မှုအတွက်ရှာဖွေရေးပြန်တမ်းမှုတွေနဲ့တရင်ဆက်လက်စုဆောင်မှုတွေကိုလှုပ်ဆောင်ပေးဖို့ဖြစ်ပါတယ်။ အမေရိကန်ကဒီအေဂိုဂါစီယာကိုဗီဒူရီပို့ပြီးတော့ယူဆောင်လာနေရဆိုရဲတခြားလက္ခဏာတွေထဲမှာလေယာဉ်ကွင်းရဲ့ရင်လန်းကြောင်းအတော်များများကိုရှာရီပိတ်ထားတာတွေပါဝင်ပြီးအဲ့ဒီပိတ်ထားမှုတွေဟာဧပြီလ29ရက်နေ့အထိရှိနေမယ်လို့အသိပေးချက်မှာဖော်ပြထားပါတယ်။အဲ့ဒီပိတ်ထားမှုတွေဟာကျိုးရဲ့လေယာဉ်တော်တော်များများဟာအခုအခြေဆိုင်စခန်းရဲ့အတိတ်ကလေယာဉ်ရန်နာရနေရာမှာရထားရဲရလက်ဖြစ်နိုင်တယ်လို့ TW စက္ကန့်မြန်မာတွေဒါပေမဲ့အမှန်တကယ်ဘာတွေဖြစ်နေလဲဆိုတာကိုအတိအပြုပေးတာကအမေရိကန်ရဲ့မှတ်ချက်တွေကြောင့်မှာ အိမ်မချက်ကြရဲမှာအချုပ်ကတော့ရှင်းရှင်းလင်းလင်းမရှိပါဘူး။ဥပမာအားဖြင့်မလာ26ရက်နေ့မှာအိမ်မျိုးတော်ဒုတိယဝန်ထမ်းအကြီးအကဲဒက်စကာဗီနိုကသူ့ရဲ့ X account မှာ B2 ရဲ့ဗီဒီယိုအတူတစ်ခုကိုတင်ခဲ့ပြီးတော့ B2 Suppressor Bomber ဆိုတဲ့စာရန်နေပါအဲဒီ post က American က Diego Garcia မှာဘာတွေလုပ်နေလဲဆိုတာနဲ့ပတ်သက်ပြီးတော့တိမ်မွေးတဲ့အချက်ပြမှုတစ်ခုဖြစ်နိုင်ပါ रे ပို့ပြီးတော့ခိုင်မာတဲ့အချက်ကတော့ Diego Garcia ကိုပီတရရောက်ရှိတာကိုတိုက်ရိုက်အတည်ပြုချက်မဟုတ်ပေမဲ့လေတက်ကဘာလုံးဆိုင်ရာတိုက်ခိုက်ရေးကွက်ကဲမှု AFTS ကနေထွက်ပေါ်လာတာပါပစ်တတိဖုံးကျဲလင်းရဲ့အရေးပေါ်စဉ်သက်မှုနဲ့ပတ်သက်ပြီးတော့ TW စကားမြည်တဲ့အခါမှာ B2 Subre ဖုံးကျဲလင်းဟာ Hey Camlet တဲ့အခြေဆိုင်စကန်ကိုရောက်ရှိခဲ့ပါတယ် မေရိကန်မဟာဗျူဟာများကုကဲမှုသူ့ရဲ့အစိပ်ပိုင်းတွေနဲ့လက်အောက်ခံရှင်နစ်တွေဟာအမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေကိုစန့်ကျင်တဲ့မဟာဗျူဟာများတိုက်ခိုက်မှုတွေကိုဟန်တာဖို့ရှာဖွေတွေ့ရှိဖို့နဲ့လူအရင်အနိုင်ယူဖို့အခြားတိုက်ခိုက်ရေးကုကဲမှုတွေဝန်ဆောင်မှုတွေပါဝင်တဲ့အမေရိကန်အစိုးရအေဂျင်စီတွေနဲ့ပူးပေါင်းပြီးတော့ကမ္ဘာလုံးဆိုင်ရာဆက်ဆံရေးတွေကိုပုံမှန်လှုပ်ဆောင်ပါရယ်လုံငန်းလုံးကြုံရတွေကိုထိမ့်သိမ့်မှုအတွက် နေကျမှုတွေတမမမဟုတ်စစ်စင်ရတွေနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကိုကျွန်တော်တို့တွေဆွေးနွေးမှာမဟုတ်ပါဘူးလို့တုံ့ပြန်ခဲ့ပါရယ် AR တွေက American ကရီမဲမှာလှုပ်ဆောင်နေတဲ့လေကြောင်းတက်ခိုင်မှုတွေနဲ့ဆက်ဆက်နေရဆိုတာကိုကျွန်တော်တို့ခုသိလိုက်ရပါပြီ။အဲဒီလေရင်တင်သင်မောင်းနေတဲ့သူနောက်ရက်တွေမှာ USS Garvinson နဲ့ပြတ်တင်မောင်းအသေးစားရေရင်စုတွေပါပူးပေါင်းပါဝင်လာဖို့ရှိပါတယ်။ AR တွေအားလုံးဟာအီရန်ရဲ့အနီမှာ American ကအချင်းတော်ကြအသံပြုခဲ့တဲ့အင်အားကြီးဆုံးပေါင်းစပ်လေကြောင်းနဲ့ရစ်တက်အင်အားကိုတိစောက်နေရတဲ့အတူတူပါပဲ။ဒါကြောင့်မေကွန်တခုပေါ်လာပါတယ်။ AR တွေအားလုံးကအီရန်အတွက်ဘာလို့ဆိုလိုရလဲ။အီရန်ရဲ့စိုးရိမ်မှု ။ချက်ချင်းအနေနဲ့အီရန်ဟာဒီအေဂိုဂါစီယာကိုပီတိုရီရောက်ရှိလာတာနဲ့ပတ်သက်ပြီးအလွန်စိုးရိမ်နေပါလိမ့်မယ်။အကြောင်းလဲဆိုတော့အဲ့ဒီလေရင်တွေဟာအမေရိကန်ရဲ့လက်နက်တိုက်ထဲမှာအဆင်အမြင်ဆုံးတွေကတစ်ခုဖြစ်လို့ပါ B2 ကိုတိစောက်တဲ့ Northrop Grumman ကပုံကျဲလေရင်ရဲ့တမတ်ချက်တွေနဲ့ပတ်သက်ပြီးအခြေခံအသေးစိတ်အချက်အလက်တချို့ကိုဖော်ပြပေးနေပါတယ်။အဲ့ဒီပုံကျဲလေရင်မှာပေ9000တိုက်ခိုက်ရေးမျက်နှာချက်ရှိပြီးတော့လောင်စာဖြည့်တင်းမှုမလို့အပ်ပဲရေချောင်းမိုင်6000အထိပြန့်တန်းနိုင်ပါတယ်။ ဒီအေဂိုဂါစီယာဟာအီရန်ရဲ့တောင်ဘက်အစွန်းကနေမိုင်3000ကျော်ဝေးတဲ့အတွက်အဲ့ဒီအကွာအဝေးဟာ B2 အတွက် AACC အကွာအဝေးလေးပဲဖြစ်ပါရယ် B2 ဟာရွရွပုံတွေတောင်မှမဟုတ်နျူကလ িয়ার ထိပ်ဖူးတွေကိုတည်ဆောင်နိုင်ပါရယ်ရွရွလက်နက်တွေနဲ့ပတ်သက်ရင်ဘုံကျဲလင်းရင်ဟာရေချောင်းရွက်ကျဲအတွက်ပ900 MK62 ပင်လယ်မိုင်80အထိတောင်မှမဟုတ် MK82 မြေပြင်ပုံအရေအတွက်တူတူကိုတည်ဆောင်နိုင်ပါရယ်တနည်းအားဖြင့်မြေပြင်တိုက်ခိုက်မှုတွေအတွက် JDAM တွေ ပေါမတ်သော MK82 ပုံစံချလုံးထိဒါမှမဟုတ်တခြားလက်မဲ့မျိုးစုံကိုတင်ဆောင်နိုင်ပါ रे အကယ်၍အမေရိကန်ကအီရန်နဲ့စစ်ပွဲမှာနျူကလ িয়ার လမ်းကြောင်းကိုရွေးချယ်မယ်ဆိုရင်ပုံစံလင်းရင်တွေမှာ B61 7 B61 12တမမဟုတ် B83 နျူကလ িয়ার 16လုံးတမမဟုတ် B61 11နျူကလ িয়ার ဘုံ၈လုံးထိတင်ဆောင်နိုင်ပါ रे ။ နောက်ဆုံးတစ်ခုကတော့ကီလိုတန်400ထရှိရဲ့မြေပြင်ကိုချုပ်ဖောက်ပြီးတော့ခံတပ်ကိုဖျက်ဆီးနိုင်တဲ့နျူကလ িয়ার ဘုံးဖြစ်ပြီးတော့အီရန်မျိုးအများစုကိုဖျက်ဆီးဖို့အတွက်လုံလောက်တာထပ်ပူပါရယ် American Leader website ကလည်း B2 မှာ unit ကုန်ကြစိတ်1159ဘီလီယံရှိတယ်လို့လည်းဆိုပါရယ်ဆိုလိုတာကတော့ American ဟာကုန်တင်ပို့ဆောင်ရေးတင်ကားရီနဲ့တခြားထောက်ပံ့ပေးနေတဲ့ပစ္စည်းကရီယာတွေကိုထဲမတွက်ခင်မှာတော့မှ DA Gogasia ကို half way dollar 9 billion ကျော်ပို့ဆောင်လိုက်ပါပြီ။ တကယ်တော့ B2 ဟာအမေရိကန်မှာရှိနေတဲ့ကြမ်းမတ်ဖွဲ့အကောင်ဆုံးလေယာဉ်တွေထဲကတစ်ခုပါအကယ်၍အီရန်ကသူ့ရဲ့ကောင်ကင်ယာမှာအဲ့ဒါကိုပြန်တန်းနေရကိုမြင်ပောက်ကွဲပျက်စီးမှုတွေရလာတော့မယ်ဆိုတဲ့အချက်ပြမှုတစ်ခုဖြစ်နိုင်ပါ रे အမေရိကန်က B2 ရဲ့ဘာကြောင့်အသံပြရတာလဲအမေရိကန်စစ်တပ်စီကတိုက်ရိုက်ဖြေရစနော်ရောမှာမရှိပါဘူးအဲ့ဒီစစ်တပ်ကတိကျဆက်စစ်ရေးတွေနဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေကိုပေးမှာမဟုတ်ဘူးလို့အရှင်လေးကပြောထားပါ रे အီရန်ကအမေရိကန်ကိုနျူကလ িয়ার လက်နက်နဲ့တိုက်ခိုက်မှသာအမေရိကန်ကသူ့ရဲ့ဗီဒီယိုတွေနဲ့အီရန်ကိုနျူကလ িয়ার တိုက်ခိုက်မှုလုပ်မှဖြစ်တဲ့အတွက်အဲ့ဒီဖြစ်နိုင်ခြေကိုလည်းလက်တွေ့ကျကျပယ်ချနိုင်ပါ रे ။တက်ကဖြစ်နိုင်ခြေအလွန်နေပါ रे ။အဲဒီစားအမေရိကန်က DB2 ဖြန့်ကျက်မှုနဲ့အီရန်ကိုအင်အားပြဖို့အတွက်အတိအကကြိုးစားနေပုံရှားပါ रे ။ DW ဆက်ကအမေရိကန်က B2 ဗိုလ်ကျေလင်းအင်အားကြီးမားဆုံးကိုဘယ်နေရာကိုမဆိုပို့ခဲ့တဲ့နောက်ဆုံးအချိန်က2022ခုနှစ်မှာဖြစ်တယ်လို့မှတ်ချက်ပြုပါရယ်။ အဲ့ဒါက Pacific Leader ဘုံကျဲလင်းရင်လုပ်ငန်းအဖွဲ့ဖြန့်ကျက်မှုကိုထောက်ပံ့မှု RAF အခြေစိုက်စကန်အန်ဘာလီကိုလင်းရင်လေးစင်ပို့ခဲ့ပြီးတော့အဲ့ဒါကတရုတ်ကိုညှပ်ဖို့အတွက်အမေရိကန်ရဲ့ကြိုးပမ်းမှုဖြစ်မြင်ခဲ့ကြပါရယ်အဲ့ဒီထံကျမှုဟာဘေးစင်ကိုသတိပေးချက်တစ်ခုဖြစ်ပြီးတော့ American က Indo-Pacific ဒေသမှာသူ့မှာလွှမ်းမိုးမှုအများကြီးရှိသေးတယ်ဆိုတာကိုဖော်ပြပေးနေပါရယ်။ American ကသူ့ရဲ့ဘုံကျဲလင်းအင်အားကြီးမဆုံးကို Diego Garcia ကိုပို့ခဲ့တာပါ။တပ်ပထမဆုံးချိန်နဲ့မဟုတ်ပါဘူး။ အီရန်အစ္စလာမစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ Quds တပ်ဖွဲ့ရဲ့အရင်ကောင်းဆောင် Qasem Soleimani ကိုတပ်ဖြတ်ဖို့အတွက် American စစ်တပ်ရဲ့အောင်မြင်တဲ့စစ်စင်ရေးအပီး2020ခုနှစ်မှာလဲလုတ်ခဲသွားတယ်။အဲဒီအချိန်မှာ American က B52 60စင်ပို့ခဲ့ပြီးတော့အဲဒီစစ်စင်ရေးအတွက်ဘယ်လိုမျိုးလက်စားချေမှုကိုမဆိုလှုပ်ဖို့ကအလွန်မိုက်မဲတဲ့နီလန်းဖြစ်ပါလိမ့်မယ်။ အတိတ်ကိုပြန်သွားကြည့်ရင်အမေရိကန်ကအာဖဂန်နစ္စတန်မှာစစ်ဆင်ရေးအီရတ်လွတ်မြောက်မှုစစ်ဆင်ရေးတွေရဲ့အစပိုင်းဗိုလ်ချုပ်တက်ခိုင်မှုတွေလှုပ်ဆောင်မှုအိန္ဒိယသမုဒ္ဒရာတွေကတခြားခြေဆိုင်စခန်းတော်တော်များများနဲ့အတူဒီအေဂိုကာစီယာကိုလည်းအသုံးပြုခဲ့ပါတယ်အခုနောက်ဆုံး2024ခုနှစ်အောက်တိုဘာလမှာအမေရိကန်ကသူ့ရဲ့ခံတပ်ဖြတ်ပုံးတွေကိုအသုံးပြုပြီးတော့အထက်ကဟိုတီအခြေဆိုင်စခန်းတွေကိုဖိရှားဖို့တိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့တာကိုမြင်ခဲ့ရပါတယ်။ချက်ပြောရရင်အီရန်ကိုအချက်ပြမှုပို့ခဲ့ပါတယ်။ အီရန်ရဲ့အထက်ကဖုန်ကျဲလေယာဉ်ကရုရှားထုံနဲ့ဆိုဖီယက်ခေ SU-24 ဖြစ်ပြီးတော့အိမ်မှာတော့အငြင်းဆုံးအကွာအဝေးမိုင်1864သာရှိပါရယ်။အဲဒါကအီရန်ရဲ့တောင်ဘက်အစွန်းကနေဒီအေဂိုဂါစီယာကိုရောက်ဖို့တံလုံလောက်ပါပြန်ခီးအတွက်မပြောပါနဲ့တော့ TWZ ရဲ့အဆိုအရအီရန်ရဲ့ဒုံကြီးတွေဟာလေဒီအေဂိုဂါစီယာကိုရောက်ဖို့အကွာအဝေးမလုံလောက်ပါအီရန်ရဲ့တာဝေးပြတ်တုံကြီးဟာမိုင်1140လောက်သာရောက်ရှိနိုင်ပြီးတော့အီရန်နဲ့ဒီအေဂိုဂါစီယာကြားထဲမှာအကွာအဝေးရဲ့ထောက်ဝက်လောက်ပဲရှိရလို့ဆိုကြပါရယ် အရာအလုံးကိုထည့်သွင်းကြည့်မယ်ဆိုရင်အမေရိကန်ကသူ့ရဲ့ B2 ဘုံကျဲလင်းရင်တွေနဲ့အီရန်ကိုသူတို့ဆက်ရှိတယ်လို့အချိန်မီတိုက်ခိုက်နိုင်မှာဖြစ်ပြီးတော့အီရန်က B2 နဲ့မရှင်နိုင်တဲ့ရုရှားထုတ် S300 တင်းနဲ့အများဆုံးဖွဲ့စည်းထားတဲ့သူ့ရဲ့အကန့်အသတ်ရှိတဲ့လေကြောင်းကွယ်ရေတွေကိုအားကိုးဖို့အတင်းကျပ်စိတ်ခိုင်းခံရပါလိမ့်မယ်။အီရန်ဟာသူ့ရဲ့ဘယ်လက်နက်ကအရန်ကြီးကိုတာဝေးမပြတ်နိုင်တဲ့အတွက်တံပြန်တိုက်ခိုက်မှုတွေလည်းလုပ်နိုင်မှာမဟုတ်ပါဘူး။ဒါဆိုအမေရိကန်ကသူ့ရဲ့ B2 လေးပုံတစ်ပုံအထိ Diego Garcia ကိုပို့ချင်အဖြစ်ဘာကိုအတိအကျရရှိဖို့အတွက်ညှို့လင့်နာလေး ထရန့်ကပြောထားတဲ့အတိုင်းဟူဒီရီကိုအီရန်ရဲ့ထောက်ပံ့မှုကိုရပ်တန့်လုပ်တာကဦးစားပေးတစ်ခုပါ Democracy ကကွေရေးဖောင်ဒေးရှင်းကအီရန်ဟာဟူတီရဲ့ပင်လယ်နီတိုက်ခိုက်မှုတွေမှာအုံပြုပွဲအတွက်ရှီမင်းကိုဒေါ်ဂျီရေမောင်းသူမဲလင်းရင်တွေနဲ့ဘုံတွေကိုပုံမှန်တရားမဝင်ပို့ဆောင်နေတယ်လို့ဆိုပါရယ်၂024ခုနှစ်ဇွန်လမှာတော့အဲ့ဒီတင်ဌာနကအီရန်ကနေဟူတီထိန်းချုပ်တဲ့ရှီမင်းစိတ်ကန်းတွေကိုတမုံအစိ900လောက်ဝင်ရောက်တာကိုမှတ်တမ်းတင်ထားပြီးလက်နက်စီစဉ်မှုဟာကြီးမားပြီးတော့အများရန်ရှိနေကြောင်းလည်းဖော်ပြထားပါရယ် ထရန့်ကအဲ့ဒါကိုရက်တန့်စီချင်ပါရယ်။ကြပြီမယ်။ပို့ပြီးတော့အရေးကြီးတာကဒီအေဂိုကာဆီယာမှာ P2 ဖြန့်ကျက်မှုမှာနျူကလ িয়ার နယ်လေပတ်သက်မှုရှိနေပါရယ်။မလ9ရက်နေ့မှာတက်ဂါရီယန်ကနျူကလ িয়ার လက်နက်သဘောတူညီချက်အသင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုတစ်ခုစတင်မှုအတွက်အီရန်နဲ့ဆက်သွယ်ခဲ့တယ်လို့ထရန့်ရဲ့ပြောဆိုချက်တွေနဲ့ပတ်သက်ပြီးဖော်ပြပါရယ်။အဲ့ဒီဘော်ဒူညီချက်ကနောက်ဆုံးမှာအီရန်ဟာနျူကလ িয়ার တီထွင်ခွင့်မရှိဘူးဆိုတာကိုလက်ခံအောင်ဖြစ်စေပါလိမ့်မယ်။ထရန့်က First Business မှာ ငါတို့ကိုစားတဆောင်ရှိခဲ့ပြီးတို့ဆွေးနွေးမယ်လို့ငါမျှော်လင့်ပါတယ်။ဘာလို့လဲဆိုတော့ငါတို့ကစိတ်ကြီးအရာဝင်ရောက်ရရင်တို့အတွက်ကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်လိမ့်မယ်လို့ပြောခဲ့ပါတယ်။အဲဒီစာမှာအီရန်အမြင့်ဆုံးခေါင်းဆောင်အလီခါမေနီကို စပွဲပိုင်းကိုရှာလာဖို့နှစ်လတမယ့်ရပါဝင်ပါတယ်လို့ဖော်ပြထားပါတယ်။အဲဒါကထရန်ကမေလာအစောပိုင်းမှာဆွေးနွေးမှုတွေစတင်မှုလိုချင်တယ်လို့ဆိုလိုပါတယ်။ဒါကြောင့်ဗီဒီယိုရရှိလာတာကဖိအားပေးဖို့အတွက်အားလုံးပါဝင်ပါတယ်။ ဒါပေမဲ့အိန္ဒိယသမုဒ္ဒရာတွေကအဲ့လိုမျိုးဝေးလံခံတည်တဲ့ကြုံကိုဗီဒီယိုတွေကရောက်ရှိလာတဲ့ပတ်သက်ပြီးသင်ဘယ်လိုများထင်ပါသလဲ။အမေရိကန်ကတမယိုကြောင့်တမမို့နျူကလ িয়ার တိုက်ခိုက်မှုတွေအတွက်ဂျာကိုအသုံးပြုလို့ရသလားထရန်အနေနဲ့ဒီလိုလုပ်တာကအီရန်ကိုဟူတီရေးစီထောက်ပံ့မှုဖြတ်တောက်ပြီးတော့နျူကလ িয়ার ဆွေးနွေးပွဲတွေစီဆဲခေါ်နိုင်ပါမလားဆိုတာကိုပြည်သက်ကြီးရဲ့ထင်မြင်ချက်လေးတွေလည်းညွှန်ဝေပေးခဲ့ပါအောင်ရှင်